ဒေါအောင်ဆန်းစုကြည်တမရနဲ့ကာကွယ်ဦးစီးချုပ်တို့ရဲ့တွဲဆုံဆွေးနွေးမှုအပေါ်တိကျခိုင်မာတဲ့ထုတ်ပြန်ချက်မရှိတာကြောင့်သတင်းမီဒီယာအချို့ကဝေဖန်ထောက်ပြနေကြတဲ့အကြောင်းကိုတော့ဒေါအေမီဆန်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာဒီစမောနေရနေကဒေါအောင်ဆန်းစုကြည်ဟာနနေပိုင်းမှာနိုင်ငံတော်တမရဦးသိန်းစင်ဤလေပိုင်းမှာတမရကာကွယ်ရေးဦးစီးချုပ်ပို့ချုပ်မှုကြီးမင်းအောင်လိုင်းတို့နဲ့တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းသတင်းရယူခွင့်နဲ့ပတ်သက်ပြီးသတင်းမီဒီယာအချို့ရဲ့အမြင်တွေဟာအခုလိုထွက်ပေါ်ခဲ့ပါတယ်တွေ့ဆုံမှုအပြီးမှာ ကျွန်တော်မိသားမားတွေလိုချင်တဲ့ကြားချင်တဲ့အဲကျွန်တော်အချက်လက်တွေတော့မရဘူးပေါ့လေဘာဖြစ်ကျွန်တော်တို့ဒီမိနာတော့ဒီတပ်ပရအဲခုနပြောရအာလာလွှဲပြောင်းရေးကအရင်အရေးကြီးတယ်အဲကာချုံနဲ့တွေ့ပြီးတော့ကာချုံကိုယ်တိုင်ကမီဒီယာတွေကို briefly ပြောသွားတာရှိတာပေါ့လေကျွန်တော်တို့အားမလို့အားမြဖြစ်ပြင်မယ်လေအဲသူရဲ့ signal ကြည့်ရတာသူတို့နှစ်ယောက်ကြားမှာတကယ်ဟိုသူတို့ဒီအပိယူတစ်ခုမျှခဲ့တယ်လို့ကျွန်တော်တို့ကမြင်ရတယ် တမနာနဲ့ကြတော့တမနာနဲ့တူပြီးတော့မှဂျာခုနပြောတဲ့ပြောရေးဆိုခွင့်ရှိသူနဲ့ပြန်ပြီးတော့ရှင်းလင်းပွဲလုပ်ဒါပေမဲ့ရှင်းလင်းပွဲကလည်းလုပ်တဲ့ဆုံးသဘောပဲဆိုတော့ဒေသမားတယောက်အနေနဲ့ကြည့်တော့ရရှိတဲ့ချက်လက်ကိုကျွန်တော်သိတော့အားမလို့အားမရတော့ဖြစ်မိပါတယ်ပထမအဆုံးတော့အဲ့ဒါကိုသတင်းယူခွင့်မရဘူးဆိုလို့ကျွန်တော်မီဒီယာတွေကတော်တော်လေးဟိုပါပေါ့နော်သူပြောကြဆိုကြတယ်ဒါပေမဲ့သူကနီးကပ်ပြီးတော့အဲ့ဒီပြန်ကြိုင်းမှလည်းဥစားပြန်ကြိုင်းဝင်ကြီးကဝင်ရှင်းပြီးတော့သမရကိစ္စကိုတွေ့ရကိစ္စကိုရှင်းမယ်နောက်ဟိုတက်ဟိုတက်တက်ဘက်ကလည်း အဲသူတို့ဝင်ဝင်ပြင်ဆင်ဆောင်မှုတွေထပ်ကြောင်းကြတော့သတင်းသမားတွေတော့သတင်းယူခွင့်ရသွားတယ်။အဲ့ဒါသတင်းသမားတွေဟိုရှူတော့အကြည့်တော့သတင်းယူခွင့်တက်ဖို့ရခွင့်ရတော့ဟိုနည်းနည်းချင်းနဲ့ကြတဲ့သဘောရှိတယ်။ဒါပေမဲ့နိုင်ငံရေးအကြည့်မယ်ဆိုရင်တော့အဲကျွန်တော်ကအဲ့နှစ်ခုစလုံးက significant ဖြစ်တယ်လို့ထင်တယ်။ကျွန်တော်ရှိမှအဲ့ဒီအာနာလွှတ်ပြောင်းမှာချွန်းချောင်းဝေးလွှတ်ပြောင်းလို့မရှိဘူး။ကိုယ့်လူကိုယ်ပေးခဲ့တာရှိတယ်။ဒုတိယပြဿနာဖြစ်တာရှိတယ်ဆိုတော့ဒီလိုမျိုးပြဿနာအောင်ဖြစ်ဖက်နဲ့ဟိုအနိုင်ရပါလိမ့်ကိုလွှဲတဲ့ဖို့အတွက်သမရာကြီးလည်းပြောတယ်။ အာကာဝေးစီချုပ်ကလည်းသူတို့ပူအောင်ဆောင်ဖို့အစဉ်သိရှိတယ်လို့ပြောတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ဟိုစားအပေါ်လက္ခဏာဆောင်တော့ကျွန်တော်ယူဆပါတယ်ဒီလိုတွစ်ဆုံဝင်ရဖို့ရေကောက်ပွဲရဲ့အနာရပါတီဥက္ကရာဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံတော်သမ္မတကာကွယ်ရေးဦးစီးချုပ်တို့နဲ့အမျိုးသားရင်ကြားစည်ရေးကိုအခြေခံတဲ့တီးတန့်စီတွစ်ဆုံဆွေးနွေးမှုရရှိဖို့ကိုစာရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်တော်ဆန်းစုကြည်ဟာယူကော့ဝဲအနိုင်ရပြီးတဲ့နောက်ပိုင်းနိုမာလာ19ရက်နေ့ကလည်းပြည်အောင်စုလွှတ်တော်နာရကသူဟာရှင်မင်းနဲ့လည်းတီးတန့်တွေ့ဆုံခဲ့ပါသေးရဲ့ရှင် ခုလိုတွေ့ဆုံမှုကိုအားရကျင်းတဲ့သူတွေရှိသလိုပွင့်လင်းမြင်သာမှုမရှိဘူးလို့ဝေဖန်သူတွေလည်းရှိပါတယ်ရှင်ဒီသတင်းကိုကျမအင်မီဆန်ကပေးပို့ထားပါတယ်ရှင်